လမောင်းချက်သားလေးတွေကြစ်လစ်ပြီးတော့လှပလာခြင်းနဲ့ဆိုရင်တော့ဒီလေးချင်ငယ်လေးကိုကစားပေးပါမင်္ဂလာပါတီချင်တော်ပါဒီနေ့လေးချင်ငယ်လေးကတော့လမောင်းနောက်ချက်သားလေးတွေကိုအသုံးပြုပြီးတော့ကစားပေးရမှာဖြစ်ပါတယ်ဒီကစားနည်းအတွက်တော့အလေးတတုံးရှိဖို့လိုအပ်ပါတယ်အလေးမရှိဘူးဆိုရင်ရေတံဖိုးကိုအသုံးပြုပြီးတော့ကစားပေးလို့ရပါတယ်ကစားနည်းပုံစံလေးကတော့လက်တစ်ဖက်ကနေခုံကိုကင်ထားပေးမယ်ခုံထောင်မှမဟုတ်နယံကိုလည်းကင်ထားပေးလို့ရပါတယ်ပိုဆော့မဲ့လက်တစ်ဖက်ကနေအလေးကိုကင်ထားပြီးသွားရင်ဒေါင်ကိုအနည်းငယ်အနောက်ကိုထွက်ပြီးသွားရင်လမော ောင်းနောက်ညားကိုအသုံးပြုပြီးတော့အလေးကိုဆက်ထုတ်ပေးရမှာဖြစ်ပါတယ်ဒီကစားနည်းလေးကိုဘက်ဘက်ကို15ချိန်ညာဘက်ကို15ချိန်ကစားပြီးတော့ပညာမတချောလို့သတ်မှတ်ပြီးတော့စုစုပေါင်း3ချော့ကစားပေးရမှာဖြစ်ပါတယ်လက်ချင်ငယ်လေးကပြိုမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းပြိုမီတို့အတွက်အကျိုးရှိစေမယ်လက်ချင်ငယ်နည်းနဲ့ဗဟုသုတတွေကိုဝင်မျှပေးသွားပါဦးမယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပြီးလို့ယေရှုများကြီးတင်ပါတယ်ကျွန်မလာပါချင်တဲ့အမျိုးသမီးတိုင်းအတွက်တီချင်တော်ရှိရဲ့နော်